စကိုင်းဖီလာကွန်ဒိုမှာနိုင်60ကျော်ပိတ်မိနေတဲ့9နှစ်သားကလေးကိုဝင်ဆောင်အမျိုးသမီးအပါအဝင်3ဦးကိုကယ်တင်နိုင်ခဲ့တယ်လို့တရုတ်တန်ယုံကသတင်းထုတ်ပြန်ပါတယ်။မလ31ရက်ဒေတာစံတော်ချိန်မနက်9:38မိနစ်နဲ့6နာရီမိနစ်20တို့မှာညလုံးပေါင်းအင်တိုက်အားတိုက်ဆက်လက်ကယ်ဆယ်ခဲ့ရာတရုတ်ကယ်ဆယ်ရေးအဖွဲ့နဲ့ တရုတ် Ran Union Rescue ကဲဆယ်ရေးအဖွဲ့တို့ပူးပေါင်းပြီးမန္တလေးမြို့မှာရှိတဲ့ Sky Villa Condo မှာနာရီ60ကျော်ကြာမြုပ်နေတဲ့အသက်9နှစ်အရွယ်ကလေးတအိုးကိုဝင်ဆောင်အမျိုးသမီးတအိုးနဲ့အသက်29နှစ်အရွယ်အမျိုးသမီးတအိုးတို့ကိုကဲဆယ်နိုင်ခဲ့တယ်လို့သိရပါဗျ။ကဲထုတ်ချိန်မှာကလေးရဲ့အသက်ရှင်လက္ခဏာတွေကောင်းမွန်ခဲ့ပြီးနှုတ်စလုံးကိုဆေးရုံကိုပို့ဆောင်ကူတာပေးခဲ့ပါဗျ။ဒါပြင်မလ30ရက်နေ့မနက်အစောပိုင်းမိနစ်40ခန့်အချိန်မှာမန္တလေးမြို့ Great Wall Hotel မှာပိတ်မိနေတဲ့အမျိုးသမီးတအိုးကိုလည်းတရုတ်ကဲဆယ်ရေးအဖွဲ့ကကဲတင် င်ခဲ့တယ်လို့သိရပါတယ်။မလ30ရက်ညပိုင်းမှာမန္တလေးမြို့ကအသက်ရှင်ကျန်ရည်သူစုစုပေါင်း၄ဦးကိုတရုတ်ကယ်ဆယ်ရေးအဖွဲ့ကကယ်တင်နိုင်ခဲ့တယ်လို့တရုတ်တန်ယုံကထုတ်ပြန်ပါတယ်။